လက္ခဏာပညာမှာတော့အသက်တိုင်းတာတဲ့စနစ်ဆိုတာရှိပါတယ်။ဒါအသက်အပိုင်းချမှာဒါစီးပွားဖြစ်မယ်စီးပွားဖြစ်မယ်အမှတ်တတခုတွေ့ပြီးဆိုပါကြောင်းအဲ့ဒါဘယ်အသက်အပိုင်းချမှာစီးပွားဖြစ်မယ်ဘယ်ကာလမှာစီးပွားတုတ်တက်မယ်ဒါမျိုးတွေကိုဆရာတို့ကစနစ်တကြားတိုင်းတာတွက်ချက်ဖို့လိုပါတယ်။အခုလက္ခဏာပုံမှာပေတာလင်းနဲ့စနစ်တကြားတိုင်းတာထားပါတယ်။ ဒါလေဝါပြန်မှာအစင်းအချောင်းဘွားပဲနေနဲ့အစင်းအချောင်းလေးတွေတာထားတယ်ဒါကအချောင်းမေးတက်တက်မဟုတ်ဘူးဆရာတို့ကအသက်တိုင်းတာတဲ့စနစ်အသက်တိုင်းတာတဲ့စနစ်အရာအတွက်ရှယ်ပြီးတော့မှဘေးအသက်ပိုင်ချပြီးခုနှစ်မှာစီးပွားဖြစ်ထွန်းမယ်ဘေးခုနှစ်မှာကအောင်မြင်မယ်ဘေးခုနှစ်မှာကကြံ့မာရေးညံ့မယ်ဘေးခုနှစ်မှာစီးပွားဖြစ်မယ်ဒါမျိုးတွေကိုတွက်ရှယ်ရတာပါဒါကိုဇာတာမှာဆိုလို့ရှိရင်တော့နခပေတန်စနစ်အပြင်ဒါတသားစနစ်တွေနဲ့အကျိုးဆောင်မျိုးတွေနဲ့စစ်စစ်ဆက်လက်စဉ်းစားပါတယ် က္ခဏာဗေဒနဲ့စဉ်းစားရင်တော့ဒါကံကောင်းမဲ့အရှင်တွေကံဆုံးမဲ့အရှင်တွေစီပွားပြည့်မဲ့အရှင်တွေစီပွားတက်မဲ့အရှင်တွေစီပွားတိုးတက်မဲ့အရှင်တွေထိပ်ပမဲ့အရှင်တွေဒါတွေကိုအသက်တိုင်းတာတဲ့ဇနစ်လေဝါပြန်ကလမ်းမှဖြစ်ဖြစ်ရှင်းခေါ်တဲ့ဇနစ်တွေနဲ့တိုင်းတာတွက်ချက်ပါတယ်